လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအာရုံသိကြတဲ့အတိုင်းတမဆက်ကြတယ်မှာဟောဒုက္ခတမှုရိယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ် ယာယံတနာပွန်တို့ဘဝိကနန္ဒီရာဂသဟကတာတတရတတရဖိနံဓိတိတယထိတံကာမတနာဘဝတနာဝိဘဝတနာတဏှာရဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုလီသောတရားကိုနမတ္တပိပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်သူရဲ့လွန်မှုမှုအောက်မှာဒုရီယာပြားပြားဝတ်နေကြတယ်ချေချွန်အလား တဏှာရဲ့ကြုံဘဝရောက်နေကြတာသို့တော်ကိုယ့်ကိုယ်ကြုံလို့သိမသိကြကွာအရှင်သခင်လို့ထင်နေမဟုတ်တဏှာခိုင်းရလုံးနေကြတဏှာဓာတ်ပြောတဏှာဓာတာတဏှာရဲ့ချစ်ကြွနေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာယာယံတဏှာပောနုပဝိကာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲ ဘဝဆိုတာဖြစ်စေတာသူလေသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟကတာမျက်စိကမြင်တဲ့အာယုံဆိုတဲ့သဘောချက်မျက်စိနဲ့မြင်တဲ့အာယုံသဘောချပြီးနားကအပန်းကြတော့သဘောမကျဘူးလားမဟုတ်ကြပြန်လားနှာခေါင်းကအနံ့ဆိုတဲ့သဘောချပြန်လားလျှာကအရသာဆိုတဲ့သဘောချသဘောချလို့ ဒီကနေ့ခေတ်မှာစားတော့ဆိုင်တွေအများကြီးကြီးပွားတာပေါ့နော်ကိုရင်ကသမီးဟင်းနဲ့တွေမရဘူးယမပြေကသမီးဟင်းနဲ့တွေမရလို့နိုင်ငံသားနာမည်တွေတက်ပြီးစားကြပြန်ရောအဲ့တော့သဘောချလိုက်ပုံတော့မပြောနဲ့တော့နော်ယမပြေကချမောက်ဒီမုံလာချင်းတို့ကောင်းရတဲ့ကင်ချီမှစားတာလို့အဲ့ဒါမျိုးပေါ့ စုချီသွားစားတာတို့အမျိုးဆုံးပေါ့လူတွေရဲ့အကြိုက်ဟာအတုတို့ဖြစ်တယ်အဲ့ဒါကိုတတ္တရတတ္တရဘိနန္ဒိနီဟောဟာကြိုက်တယ်ဒါကြိုက်တယ်ခြိုက်လို့ကိုမဆုံးနိုင်တခုရောသွားနောက်တခုကြိုက်ပြန်နော်ကြိုက်ပြန်တတ္တရတတ္တရဘိနန္ဒိနီတေယထိရန်ကာမတဏ္ဍာ ရရှိကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှိရတဲ့အနတ်အနတ်ဆိုလဲအမျိုးကိုဆုံးလို့အမွေနန္ဒဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျာဆိုတော့ပြောနေရတတဏအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတတဏ အနတော့အသေးခံပြီးရှူတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာတယ်နော်ဝါဝါစားသိမယ်စားသိခြင်းသိပြီးဒီဝါဝါတော့စားတွင်းသည်မကြိုက်တွင်းသည်နဲ့မတည့်ပါဘူးဆိုတလုံးလုံးပေါ်အောင်စားပြီးတော့သွေးတက်ပြီးသိသွားဩပျော်ပျော်လေးသိသွားတဲ့သဘောပဲလူစီချိုမတည့်ပါဘူးဆိုအချိုစားမရှောင်းနိုင်တာကိုပြောပြတာနော် အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်အဗဒါမပြင်းထန်တယ်ဒုရယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့ထင်တဏှာလို့ပြောလိုက်ရင်ဒုရယကိုကိုမှမရှိတဲ့ရောင်ရောင်ဖြစ်နေအေးရစီအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတဲ့အံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနှံ့ လျာနဲ့လျရတဲ့ရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့ဆိုတာဒီจิตနဲ့အာရစိတ်ကူးချမ်းစီလို့အကောင့်အထည်မရှိတာလဲจิตနဲ့အာရကြိုက်ကြတာအဲ့ဒါကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကာမတဏှာပေါ်မှာจิตနဲ့ပြီးတော့ထာဝရဆိုတာကိုရချင်တာချမ်းသာကြွယ်ဝတယ်ဆိုရင်လူတွေကထာဝရပဲဖြစ်ချင်တယ်နော် တက္ကနာဆိုမလို့ချင်ဘူးထာဝရပဲဘဝတန်တရားထဲမှာထာဝရချမ်းသာသူဖြစ်ခြင်းမြဲတာကိုသဘောကျလို့ဘဝတဏဆိုတာတတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏကြတော့ဘဝတဏဝိဘဝတဏဆိုတာကြတော့ဆက်ကျင်ပဲပြောထာဝရရှင်တန်ကျင်တဲ့လူရှိတယ်လို့ပဲဘဝကြီးကိုစိတ်ပြည့်ပြီးတော့ထာဝရဘယ်တော့မှမဖြစ်တာကိုကြိုက်တဲ့လူတွေရှိတယ် ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်ဒါနိဗ္ဗာန်ကိုသဘောကျတာမဟုတ်ဘူးသူကတဏှာအနေနဲ့သဘောကျတာကိုပြောတာနိဗ္ဗာန်ဆိုတာကအတိညာဉ်နဲ့သဘောကျတာနော်နိဗ္ဗာန်ကိုရှားခြင်းနဲ့ဆိုတာအတိညာဉ်နဲ့သွားတာဒီတိုင်းဆင်းရဲဒုက္ခတွေကြုံတွေ့ရလို့ဘဝမရှိတာကိုခြိုက်တာဝိဘဝတဏှာလို့ခေါ်တယ် အဲ့ဒါလို့အချင်းချုပ်အားဖြင့်တဏှာ၃မျိုးအာယုံ၆ပါးနဲ့ပြောရင်တဏှာ၆မျိုးအတိတ်ကကပစ္စုပန်နဲ့မြောက်လိုက်မယ်ဆိုရင်တဏှာတွေဟာအလုံးသူတဏှာကိုယ်တဏှာတဏှာဟာတရားနဲ့၈မျိုးဆိုဖြစ်တာ